စကားအများကြီးပြောရင်သူတို့မှလာဆိုတော့စိတ်ထိခိုက်ခံစားရတဲ့အခြေအနေတွေကိုခဏခဏထပ်ဖန်တယ်လေလေရှင်းပြတဲ့လူတွေကဒီချောင်းကိုပြောလိုက်တိုင်းမှာ तू ကစိတ်မကောင်းမှုကိုခံစားရတယ်။အဲ့ဒီစိတ်ဖိစီးမှုကပဲသူ့ကိုဗောနော်တွေးတိုးစေဖို့အတွက်သွားပြီးတော့ဟိုအထောက်ပံ့ပေးလိုက်တယ်လို့ဖြစ်သွားပြီးတော့ तू ကတွေးတိုးတယ်ဗောနော်ပြရောခါရှိတဲ့သူတွေအနေနဲ့နေစဉ်လူနေမှုပေါ့ပါပေါ့နော်တတိယဆင်ကျင်ရမယ်အပြုမူလေးတွေရှိတယ်အဲဒါလေးတွေကဘာလဲဆိုတာကိုဒီဗီဒီယိုလေးကနေဆင်းပြပြပေးသွားမယ်နော် တွေးလို့ယောဂရှိနေတဲ့လူတွေတော်တော်များတွေးတာကမှသူ့မှာတွေးလို့ရှိရဲဆိုရင်ငပိတွေငချောက်တွေငံပြရဲတွေပေါ့နော်။မငန်းတဲ့စားစာတွေကိုအဓိကရှောင်ရမယ်လို့သူကတွေးကြရပါနော်။တကယ်တော့အဲ့လိုမဟုတ်ဘူး။တွေးလို့ရှိနေရင်ထပ်ပြီးတော့ရှောင်ဖို့လိုတဲ့အရာတခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အချိုတွေရန်စားတာပေါ့နော်။အချိုစားလို့ရှိရင်တွေးချိုမြင့်တယ်ပဲလို့ညာရမယ်။သူကတွေးထိုးစရာကိုလည်းပို့ပြီးတော့ဆိုးစင်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ပထမဆုံးအနေနဲ့နေ့စဉ်ပေါ့မှာတွေးထိုးရတယ်ဆိုလို့ရှိလို့ရှိရင်အချိုကိုရှော့စားဖို့လိုတယ်ပေါ့နော်။ င်းရင်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ရေလုံလုံလောက်မတောက်တာပေါ့နော်ခနာကုမရေတောက်တာအရင်နေနေပြီခနာကုမရေတက်နေနေပြီဆိုရင်သွေးကြောလေးတွေကကျင်းသွားတယ်အဲ့လိုအခြေအနေကြလို့ရှိရင်နှလုံးစီကိုသွေးရောက်ရှိတာကလည်းနေသွားတယ်ပြီးလို့ရှိရင်အဲ့ဒီအခြေအနေကနေပြီးတော့သွေးတိုးတာကိုပို့ပြီးတော့ဆိုးစေတယ်ပေါ့နော် ့ရှိရင်နောက်တစ်ခုကကြတော့အေးအေးဝါမအိတ်တာဒါမှမဟုတ်ရှင်ပြေးသွားတယ်ပေါ့နော်လုံလောက်ပြေးသွားတဲ့အိတ်စက်ကိုရှိတာပေါ့နော်တညမှာလူတယောက်ကကျမ်းမာဖို့ဆိုရင်အနည်းဆုံး9နာရီကနေပြီးတော့10နာရီကြာအိတ်ဖို့လိုတယ်ပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ဖုန်းတွေတုံးနေတယ် laptop တွေကြည့်နေပေါ့နော်အမသူ့ရဲ့ social media တွေပေါ်မှာပဲအချိန်ကုန်နေနေသူကပြေးပြေးဝါမအိတ်ဘူးပြီးလို့ရှင်အိတ်သွားတဲ့အချိန်မှာလည်းဖုန်းကိုသူ့ဘေးထဲမှာထားအိတ်တယ်အဲ့လိုမျိုးခြေနေတွေကကောင်းကောင်းအိတ်ပျော်ဖို့အတွက်ကိုအနှောက်ယှက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မနေ့လူလာတဲ့အချိန်မှာကြာလို့ရှင်သူကအေးအေးမွားသလိုခံစားရတယ်အဲ့ဒီအချိန်လေးကနေပြီးတော့ပဲတွေးတိုးတာကိုထပ်ပြီးတော့ပို့ဆိုးစေတယ်ပေါ့နော် ောက်တစ်ခုကကျတော့စိတ်ဖြစ်စီမှုများနေရပါတော့သူရဲ့နေစဉ်မှာနေစဉ်ဘဝမှာသူစိတ်ဖြစ်စီမှုတွေများနေရအဲ့ဒီစိတ်ဖြစ်စီမှုကိုသူကဖြေလျှော့ဖို့မကြိုးစားတဲ့အခြေအနေမှာလေသူရဲ့တွေးတိုးတာကိုပို့ပြီးတော့စိုးစိမ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့အထိုင်များတာနေစဉ်အလုံးကြောင့်ပဲဖြစ်ဖြစ်သူကထိုင်နေရပါတော့ဘက်ကထိုင်နေတယ်အဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လေသူကအထိုင်များတာကြောင့်မို့လို့ရှိရင်ထိုင်များတာကြောင့်မို့လဲကိုယ်လက်လှုပ်ရှားမှုနေပြီးတော့သူစိတ်ဆင်းမှုတွေမကောင်းဘူးအဲ့လိုအခြေအနေကလည်းတွေးတိုးတာကိုပို့ပြီးတော့စိုးစိမ်နိုင်တယ်ပေါ့နော်ဒီနောက်တစ်ခုကကြတော့အားလုံးသိရတဲ့အတိုင်းပဲအရက်တွေဆက်လေးတွေတောက်တာပေါ့နော်အဲ့လိုအရက်တောက်တဲ့ဆက်လေးတောက်တဲ့အခြေတွေကလည်းသွေးတို့တာကိုငါတို့သွေးတို့ရှိပြီးသားလူတွေမှာအခြေအနေကိုပို့ပြီးတော့စိုးစေတယ်ပေါ့နော် ောက်တစ်ခုကကြတော့ဗောနော်စကားမများပြောတာစကားမများပြောတာဒါစကားအများကြီးပြောရင်သူတို့မှလာဆိုတော့အဲ့လိုမဟုတ်ဘူးဗောနော်သူ့ရဲ့ emotion ဖြစ်တဲ့ dot တွေဗောနော်ဥမာသူ့ရဲ့အကြောင်းတွေကိုပြန်ပြောတာဖြစ်ဖြစ်တောင်းလို့လို့ရှိရင် तू စိတ်တိုက်ခံစားရတဲ့အခြေအနေတွေကိုခဏခဏထပ်ဖန်တယ်လဲလဲရှင်းပြတဲ့လူတွေကဒီအကြောင်းကိုပြောလိုက်တိုင်းမှာ तू ကစိတ်မကောင်းမှုကိုခံစားရတယ်အဲ့ဒီစိတ်ဖိစီးမှုကပဲသူ့ကိုဗောနော်တွေးတိုးစေဖို့အတွက်တွားပြီးတော့ဟိုအထောက်ပံ့ပေးလိုက်တယ်လို့ဖြစ်သွားပြီးတော့ तू ကတွေးတိုးတယ်ဗောနော်ဒါကြောင့်မို့လို့ခါကြလို့ရှိရင်စိတ်မကောင်းဖြစ်စရာအကြောင်းတွေကိုခဏခဏတွေးပြီးတော့ပြောတာတွေကိုမလုပ်ဖို့လဲလူတွေနော် နောက်တစ်ခုကကြတော့ဗောနော်အိတ်ဟောက်အသက်ရှူရဲ့ယောဂလို့ခေါ်တယ်ဗောနော်အဲ့ဒီဟာကအမှအိတ်နေတဲ့အချိန်နဲ့တော့ဟောက်တယ်ဟောက်တဲ့အချိန်မှာပြင်ရုပ်တရက်အသက်ရှူရက်သွားတယ်ပြီးတော့မှအသက်ပြန်ရှူရဲ့ဗောနော်အဲ့အချိန်နဲ့ကြလို့ရှိလို့ရှင်အမှသွေးကြောလေးတွေထဲမှာအောက်ဆီဂျင်ပြတ်သွားတာအမှနှလုံးစီကိုသွေးစင်းစင်းရောက်ရှိမှုအချိန်တွေကိုအဟန့်အတာဖြစ်သွားတယ်ဗောနော်အဲ့အချိန်တွေကလည်းသွေးတိုးတဲ့ယောဂကိုပို့ပြီးတော့စိုးသေးတယ်ဗောနော် မင်းစင်သာသုံးနေရတဲ့အချို့သောဆေးဝါးတွေကလည်းသွေးတိုးတဲ့ယောဂကိုဖြစ်နေပေါ့နော်။ဥမာဆေးကြောက်ယောဂခံစားနေရလို့ဆိုပြီးတော့ဒီယောဂကိုတတတစီကိုတောက်သုံးနေတဲ့ဆေးဝါးတွေပြီးရင်နှာဆင်းနှာပိတ်ဖြစ်လို့ဆိုပြီးတော့တောက်သုံးနေရတဲ့ဆေးဝါးတွေပေါ့နော်။ဒါတွေကဒီရောစိတ်ကြတာတွေနှာဆင်းနှာပိတ်တာတွေကိုတတတစီတွေဆိုပေမဲ့ရေရှည်ဆွဲသောက်မယ်ဆိုလို့ရှိရင်သွေးတိုးတာကိုပို့ပြီးတော့ဆိုးစေနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဆေးဝါးတွေတောက်သုံးတဲ့အခါမှာလည်းဆရာဝန်ကညှို့တဲ့အတိုင်းပဲတောက်ဖို့လေလိုပါတယ်နော်။အခုနှစ်ချက်ကကြတော့ပိုတယ်ဆီယံစားတာနေတာပေါ့နော်ခန္ဓာကိုယ်မှာပိုတယ်ဆီယံရဖို့အတွက်အမျိုးသီးဟင်းနုနယ်ရဲ့လိုမျိုးပေါ့နော်နောက်ပြီးလို့ရှိရင်ပဲတွေပါတယ်ကိုစားတင်တယ်ပေါ့နော် အဲ့လိုအရာနေပြောရတဲ့ပိုးတဲ့စီရန်တွေကလည်းသွေးပေါင်ခြင်းကိုထိန်းချပေးနိုင်တယ်သွေးတို့ရှိတယ်ဒီလိုအသီးရွက်တွေကိုလည်းမစားဘူးဆိုလို့ရှိရင်တော့သွေးတို့တွေကပို့ပြီးတော့ဆိုးစင်နိုင်ပါရဲ့နော်သွေးတို့ယောဂါကနာတာရှည်ကျန်းမာရေးပြဿနာတခုလည်းဖြစ်နိုင်တယ်ပေါ့နော်တေချာကိယူမဆိုင်မိဘူးအဘောကပြောခဲ့တဲ့အပြုတ်မှုလေးတွေကိုလည်းမဆင်ကျင်မိဘူးဆိုလို့ရှိရင်အသက်အန္တရာယ်ထိခိုက်သည့်အထိဆိုးတယ်ပေါ့နော်ဒါပေမဲ့ဒီသွေးတို့ယောဂါကဟိုကုသလို့မရပဲပဲပေါ့နော်သူ့ကိုတေချာလေးကိယူဆိုင်ဆိုင်နေမယ်ဆိုလို့ရှိရင်နော်နေ့စဉ်ဘဝမှာကျဉ်းကျဉ်းမာမာနဲ့ပေါ့နော်တတန်းစီးနေနိုင်တယ်ပေါ့နော်ဘလို့လည်းထိန်းသိမ်းရမလဲဆိုလို့ရှိရင်နေ့စဉ်တိုင်းမှာရေကိုလုံးလောက်အောင်တောင်းမယ်ပြီးလို့ရှိရင်အသီးရွက်တွေပေါ့နော်အသားငါးတွေကို ညတာအောင်စားမယ်ပြီးရင်နောက်တစ်ခုကကိုယ်လက်လှုပ်ရှားမှုတွေကိုလည်းပုံမှန်လုပ်မယ်အေးလေးဝဝအိပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုမှာသွေးတို့ရှိနေလို့ဆရာကညွှန်းတဲ့ဆေးတွေကိုလည်းတခြားလေးပေါ့နော်စနေတခြားလေးလိုက်ပြီးတော့တောင်းမယ်ဆိုလို့ရှိရင်နော်သွေးတို့ယောဂါကြောင့်မို့လို့အသက်ဆုံးရှုံးနိုင်ရေကိုအများကြီးကာကွယ်ပေးနိုင်မှာပါနော်ဒီဗီဒီယိုပါအကြောင်းအရာလေးတွေကိုဆောင်းမအနေနဲ့ဖတ်ရှုခြင်းနဲ့ဆိုရင်နော်လို့လို့ရှိရင် lifestyle website လေးမှာဝင်ရောက်ဖတ်ရှုလို့ရတယ်လို့ လို့တို့ရှင်မိခင်နဲ့ကလေး Facebook page လေးမှာလည်းတွားရောက်ဖတ်ရှုလို့ရပါရဲ့နော်။နေ့စဉ်ဘဝမှာအသုံးတဲ့မဲ့ကျမ်းမာရေးအချက်လက်လေးတွေနဲ့ lifestyle တွေလေးတွေကိုဖတ်ရှင်နေဆိုလို့ရှိရင်နော်လို့တို့ရှင် lifestyle website မှာဝင်ရောက်ဖတ်ရှုလို့ရတယ်လို့လို့တို့ရှင်မိခင်နဲ့ကလေး Facebook page မှာလည်းဝင်ရောက်ဖတ်ရှုလို့ရပါရဲ့နော်။ဗီဒီယိုအနေနဲ့ဖတ်ရှုချင်တယ်ဆိုလို့ရှိရင်လို့တို့ရှင် YouTube channel နဲ့လို့တို့ရှင် TikTok channel မှာတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်။နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ကျမ်းမာရေးပြဿနာတွေနဲ့ပတ်သက်ပြီးတော့မေးမြန်းနေတယ်ဆိုလို့ရှိရင်နော်ချက်ပေါက်တောင်မှမဟုတ်လို့ရှိရင် comment ကနေပြီးတော့ live မေးမြန်းခဲ့လို့ရပါတယ်နော်။